ဟိုအိမ်ကြီးကတော့နှစ်ထပ်တိုက်ပေါ့နှစ်ထပ်တိုက်ကိုနှစ်ထပ်တိုက်မှာနောက်ကိုအဖြီဆွဲချတာကမိဖို့တစ်ထပ်တိုက်တစ်ထပ်အဲ့လောက်မှဘယ်ပဲရှမ်းညာပဲရှမ်းပြုတ်ကြတာဟိုစူးစားကတော့၄50နှစ်ပေါ့၄50နှစ်လောက်စူးစားပါအိမ်တလုံးဖြစ်ပေါ်ရေကိုအစားအသောက်တွေကြတော့လဲရှူတာရတာပေါ့အခုလိုပဲသားသမီးလေးရေဘဝရှိရေအတွက်ကိုလိုမစင်းရအောင်ဆိုရင်ကျွန်တော်တို့ကအငယ်လေးရစားတော့စင်းရဆိုလို့ရှိရင်မိဘတွေကစင်းရခဲ့တော့ကျွန်တော်စံပြုတ်တော့ကိုစောက်ခဲ့ရပါတယ်။မိသွေးမိသွေးတွေပါလေဖုတ်ခဲ့ရပါတယ်။ ဒီလိုအိမ်လေးဖြစ်အောင်ဆိုပြီးတော့သူများနေလူဆိုပြီးတော့ပေါ့ဗျာစူးစားခဲ့ရတာပေါ့မိသားစုကလည်းနေလို့ပေါ့မိသားသားလေးနှစ်ယောက်မွေးထားပါတယ်အဲသူတို့ကလည်းပညာရေးဆုံးကားတက်အောင်ကြီးရဲ့ကောင်ဆိုနေဘွေရဖြစ်သွားပါပြီအဲ့လိုစူးစားတယ်ပေါ့ခက်ခဲပါပဲခက်ခဲပါလေအိမ်ပြဆောက်ဖို့လုံးဖြစ်ဖို့အခုခေတ်ရလွယ်လေးဦးအမောင်လည်းသိနေရတက္ကသိုလ်မြို့နယ်နေပြီးတော့တက္ကသိုလ်မြို့နယ်လေကျောင်းအစုလေကျောင်းကြီးရပါပါ အန်နီယာဆိုရင်ကျွန်တော်တို့ကရှိတာမိသားဖက်သား၄ယောက်ထဲပါတားနှစ်ယောက်ကရန်တယောက်ကရန်ကုန်တယောက်ကထိုင်းမြောက်အဲ့တော့ကျွန်တော်တို့မြန်မာနှစ်ယောက်ထဲရှိပါတယ်အာကျွန်တော်ရဲ့ဇနီးကရွာရဲ့အနောက်ဘက်ကယာခင်းထဲကိုစီးစီးသွားကောက်ပါတယ်ကျွန်တော်ကနေရောယာခင်းရွာရဲ့အရှိဘက်ကယာခင်းကိုသွားပါတယ်ဟိုကူပဲကြီးကျွန်တော်ဘက်ကပဲပဲကြီးရှိတယ်လေအပဲကြီးကိုသွားကောက်တယ်ပဲကြီးသွားကောက်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့အိမ်ပြန်သွားရပေါ့အချိန်17နှစ်ခွာလောက်တော့ပြန်သွားပြီးတော့ကျွန်တော်ရဲ့အိမ်ရှင်မအောင် ဆိုင်ငယ်နဲ့ဇီးဇီးအေးသွားကြူတယ်ရွာအင်းရဲ့နောက်ဘက်ရွာရာခင်းကိုသွားကြူရဲအရှင်မဲပြန်လာတဲ့အရှင်မဲမှာကျွန်တော်တို့ကလမ်းပေါ်မှာဆိုင်ငယ်လဲပါတယ်ဆိုင်ငယ်လဲတယ်ဆိုင်ငယ်လဲတာငရင်လှုံမတော့မသိဘူးဇီးတိုင်းလဲဆိုတော့တဖြင်းဖြင်းနဲ့ပေါ့ဗျာတဖြင်းဖြင်းနဲ့ဆိုတော့နောက်ကလေရိုက်လာလာမယ်ပေါ့အနားမဲအစ်ပင်ချောက်ကြရလေရှိရဗျာကျွန်တော်ဘောအစ်ပင်ချောက်ပြီးရလာမယ်ဆိုတော့နောက်ပြန်လဲကြတော့ရှေ့ဦးလီပါလဲဆွဲလို့မရတော့ဆိုင်ငယ်ခုံပြီးတော့ဟိုရမ်းဒီရမ်းဟိုရမ်းဒီရမ်းနေတယ်ကျွန်တော်ဆိုင်ငယ်လဲတော့ပါလေလင်မြန်းညောက်တာ ဆိုင်ကလေးဒူးကိုပြဲသွားပါလေ။အလားအိမ်မဲအိမ်ပြန်ရောက်တော့မှဟာဟိုမှာအုပ်ပုံတွေလဲလဲနေတယ်ပေါ့။အာအိမ်ရှိကတော့ဘာမှတော့မဖြစ်ဘူးပေါ့။ကျွန်တော်ရဲ့ပတ်ဝန်းကျင်အိမ်ကတော့ခြံစည်းဝေးလဲကုန်တယ်။အဲကျွန်တော်မှနောက်အိမ်ဝန်းထဲဝင်ကြည့်အိမ်ထဲဝင်ကြည့်လိုက်တော့မှအိမ်ထဲမှာလဲအကုန်လုံးဟိုရှုပ်ကိဗီဒီယိုတွေမှန်ဗီဒီယိုရေအိုးတွေအကုန်လုံးကွဲပြဲပြီးတော့အာနေပြီးတော့နောက်ကမိဖို့ဆွဲချထားပါတယ်။မိဖို့ဆွဲချထားတော့နောက်ဖက်ဘေးကလည်းအကုန်ပြုတ်ကြ။အရှိတ်ဘက်ဘေးကလည်းပြုတ်ကြ။အိမ်မကြီးကြတော့လဲဖရဲဆောင်ရဲ့ဒီမြောက်ဖက်ခံက မြင့်မုတ်ဘိန်းနဲ့ဟိုကြည်ဝင်တဲ့ဂျာတခန်းပြုတ်ကျသွားပါငရင်လုံမင်းကျွန်တော်ကမသိဘူးဗျအဲ့နောက်မှကျွန်တော်ဆိုင်ကလေးလဲနေမှအရှင်မဆိုင်ကလေးကိုတော့ရလိုက်ပါအောင်လို့ဆိုမှအဲ့ကျမတအားထလိုက်တာထတော့မရဘူးလုံးလုံးမှဟာအဲ့ဒါမှဟာငရင်လှုပ်တာပါဟာလို့အဲ့ဒါမှဟိုပတ်ဝန်းကျင်ကျတော့ဖုန်တွေတထောင်းထောင်းနေအဲ့ကျမငရင်လှုပ်အဲ့နည်းနည်းငြိမ်သွားမှကျွန်တော်ဆိုင်ကလေးတွန်းပြီးထရတာထုံးနေထုံးနေအိမ်ပြန်လာရပါလေစစ်စုံညှို့မှုတွေခံစားခဲ့ရောလဲကျွန်တော်အနေနဲ့ကတော့ဟို အများပြည်သူကိုတူတည်းလဲမဟုတ်တော့အများနဲ့ဆိုတော့ဒီလိုနဲ့ပဲတရားနဲ့ပဲဖြည့်လိုက်ရပါတယ်အိမ်အိမ်ပြိုကျသွားတယ်နောက်ကအမီးဖုပြိုကျသွားတယ်ဩအိမ်ကတော့နှစ်ထပ်တိုက်ပေါ့နှစ်ထပ်တိုက်ကိုနှစ်ထပ်တိုက်ပဲမှနောက်ကိုအဖီဆွဲချတာကမီးဖုတစ်ထပ်တိုက်တစ်ထပ်အဲ့လောက်မှဘယ်ပဲရှမ်းညာပဲရှမ်းပြုတ်ကြတာဩစူးစားကတော့၄၅၀နှစ်ပေါ့ လေး50နှစ်လောက်ကြိုးစားပါအဲ့ဒီလုံးဖြစ်ဖို့ရေးကို101เนี่ยပေါ့နောက်ထပ်တော့မပြင်ရဲတော့ဘူးထပ်ပြီးတော့ဒီလူတွေလည်းလာမှာပဲဆိုပြီးတော့ကြောက်ပြီးတော့ဒီလူနဲ့ပဲနေရပြင်လည်းမပြင်ရသေးဘူးအဲ့အိမ်ရှိလေးမှာအဖေလေးဆွဲပြီးနေရပါတယ်မိုးကလေးလာပေးထားလို့အဲ့လိုချစ်ချက်ချူတာဆိုလို့ရှိရင်ကျွန်တော်တို့ဘဝကတော့ပြောရလို့ရှိရင်ဆုံးတော့မဆုံးပါဘူးကြာဟုတ်ကဲ့ပါတယ်တော်တော်များရုန်းကန်ခဲ့ရပါတယ်ဘယ်လိုရုန်းကန်ခဲ့ရဆိုကျွန်တော်တို့အခက်အခဲရှိပြီးတော့ဒီตาလေးတွေလည်းပညာရေး နော်ဆုံးကတည်းအောင်လည်းပညာလေးထားခဲ့ရတယ်ကျွန်တော်မှအတော်တူတောင်းသားရဆိုတော့ငွားတစ်ချင်းနဲ့လည်းယုံရရပေါ့နော်အငှားရမ်းတွေလိုက်လိုက်ပြီးတော့စုဆောင်းပြီးတော့ဒီအိမ်ကြီးကိုဆောက်ခဲ့ရပါတယ်အစားအသောက်တွေကြတော့လည်းရွှေတားရတာပေါ့အခုလိုပဲသားသမီးလေးတွေဘဝရှိရေးအတွက်ကိုလိုမစင်းရအောင်ဆိုရင်ကျွန်တော်တို့ကအငယ်လေးကစားတော့စင်းရဆိုလို့ရှိရင်မိဘတွေကစင်းရခဲ့တော့ကျွန်တော်စံပြုတ်တော့ကိုဆောက်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဘဝကိုနားတယ်ဘဝကိုနားတော့စီဝါကြီးကိုကောက်ကောက်ကဆုပါပါတယ် စုပြီးတော့ဒီလိုအိမ်လေးဖြစ်အောင်ကျွန်တော်မှစူးစမ်းခဲ့ရပါတယ်။ကျိုးတော့စူးစမ်းအောင်ပေါ့ပြန်ပြီးတော့တဖြည်းဖြည်းနဲ့တော့ဖြစ်နိုင်မလားလို့ပဲ။မိသွေးမိသွေးတွေပါလေဖုတ်ခဲ့ရပါတယ်။ဒီလိုအိမ်လေးဖြစ်အောင်ဆိုပြီးတော့သူများနဲ့တူဆိုပြီးတော့ပေါ့ဗျာစူးစမ်းခဲ့ရတာပေါ့။မိသားစုကလည်းနဲလို့ပေါ့မိသားသားလေးနှစ်ယောက်မွေးထားပါတယ်။အာသူတို့ကလည်းပညာရေးဆုံးကတက်အောင်ကြီးရဲ့ကောင်ဆွေနဲ့ဘွေရဖြစ်သွားပါပြီ။အဲ့လိုစူးစမ်းတယ်ပေါ့။မိနစ်အတွင်းနဲ့ကိုတဲရေးတုံတို့ဖြစ်သွားတာပါလေ။အာကျွန်တော်တို့ကျတော့ဖျားတရားလိုက်စားရဆိုကြအော်မိုးပြုတ်အများပဲဒါတွေကတော့ အခုလိုပဲသင်္ခါရတရားတွေပေါ့ကိုယ်တော့ဘာမှမပေါဘူးဆိုတော့ကျွန်တော်တရားနဲ့ဖြေလိုက်ပါတယ်အဲ့လိုမျက်နှာဝိုင်းနေတော့မချစ်ပါဘူးအခက်ခဲပါပဲအခက်ခဲပါလေအိမ်ပြဆောက်ဖို့လုံးချစ်ဖို့အခုခေတ်ရလွယ်လေးဦးအမောင်လည်းတိနေရည်